မကြီးကတော့အာကိုဘယ်ရတစ်သက်လုံးကွက်ကိုအာကိုလာလဲဆိုသူတို့လည်းမကြီးပြောထားတယ်ခုတ်ကိုကိုအာကိုတက်အောင်နေရမယ်သူများအခုညီမယူပဲနဲ့ခွက်ကိုရက်တီနေအောင်နေရမယ်မမေလည်းသမီးကိုအာမကိုသမီးလည်းမမေကိုအာမကိုအောင်နေလို့အဲ့လိုပဲတင်ပေးတယ်လက်တရတော့ဖျားပေးတာလားမသိမပျက်စီးခဲ့ဘူးအခုချိန်ဒီမကြီးလက်ကိုတော့တခါမှလက်ကိုစပါလောက်တာလို့ဘာလို့မကြီးမှမရှိဘူးပုံမှန်လိုရှင်းလေးလူးတာလောက်ပဲဒါလက်တွေလှတယ်ဆိုတာပြီးတတ္တရသတိထားမိတယ်ဆိုရင်တော့ဒါဖျားပေးတဲ့ဆုတစုပါပဲမကြီးတော့အဲ့လိုပဲတွေးပါတယ် အားကြောင့်ဒရကလေးကြောင့်ကလောဘဒေါသမောဟလေးရှိလို့ဒရအသားမဲဝါဖြစ်တယ်ဒရမွေးတော့ဒရမဲမဲလေးထွက်လာတော့အဖေကတော့ပြောတယ်ခလေးများမားလာတာလေအကြီးကတော့အကူ မင်းတသက်လုံးကွက်ကိုအားကိုးလာတယ်ဆိုသူတို့လည်းမာကြီးပြောထားတယ်ခုတ်ကိုကိုအားကိုးတတ်အောင်နေရမယ်သူများအကူအညီမယူဘဲနဲ့ခွက်ကိုရက်တီနေအောင်နေရမယ်မမေလည်းသမီးကိုအာမကုံသမီးလည်းမမေကိုအာမကုံအောင်နေလို့အဲ့လိုပဲတင်ပေးတယ် မန်တကယ်တော့မမရစိတ်ဓာတ်ပါမှာကျုံအင်မတန်နုနှလုံးသားဒါပေမဲ့အဲ့လိုမျိုးငငယ်လေးတွေကကိုထူးကိုချုံခဲ့ရတော့ကိုချရောက်ဖို့ကိုရက်တိခဲ့ရတော့မကြီးကဘူးမှအာမကုတ်တတ်တာမကြီးကဘာဟုမှလည်းအဲ့လောက်ကြီးဆွဲလန်းမနေဘူးဘာဟုမှလည်းစုပ်ကြိုင်မထားဘူးပေါ့ပေါ့ပါပါပဲနေတယ်အသက်ကြီးလေးမကြီးပေါ့ပေါ့ပါပါနေလိုက်ဟဲ့ငါမှဟိုကမရှိဘူးဒီကမရှိဘူးဟိုလိုမရောက်ဒီလိုမရောက်တွေလည်းမတွေးတော့ဘူးဒီတဲ့ရမှာမကြီးကလေငါမှအကျွေးမရှိဘူးပြပရွှေရွှေနေလို့ရတယ်ဆိုတဲ့နေပုံစံနဲ့ပဲမကြီးသွားတယ်သူတို့လည်းအများကြီးသင်ပေးရတယ်ပဲဘာလို့လဲဆိုတော့ ဟိုဘယ်လိုခေါ်မလဲတခါကျရင် तू ကပြောတယ်မမဲမမဲမသေးနဲ့နော်မမဲသေးခစ်ပါလိုက်သေးမှာခစ်ကိုပါခေါ်တော့အဲ့ဒါမျိုးတွေမဖြစ်စေချင်လို့ချိန်လုံးပြောနေရတယ်အဲတမီးအဲ့လိုတွေမတွေးရဘူးမမဲကအချိန်တိုင်းသေးပါပဲဒါပေမဲ့တမီးကမမဲသေးတဲ့ချိန်မှာတမီးကကိုယ့်ခြေထောက်ကိုကိုယ်ရက်တည်နိုင်ရမယ်အဲကိုကိုကအာကိုတက်တဲ့မင်းကလေးဖြစ်အောင်နေရမယ်တပားသူမိသူတူဦးတယောက်ကိုမှအာမကိုပါနဲ့အဲသူအတင်ပေးဟုတ်လားမဟုတ်ဘူးလားဟုတ်ဟုတ်လုံးနိုင်မယ်လို့ထင်ပါတယ်ခက်ခက်လဲဟုတ်ပီတီကတော့ဖြစ်တာဗောမရဝိချပြလိုက်ရတဲ့အတွက် 哦မကြီးလို့မကြီးလို့လို့အသက်ရွယ်များမျိုးသမီးအများစုကဝါကြတယ်လေအခါကျတော့မကြီးပိန်သွားဆိုအလုံးကဟဲ့ तू ပိန်အောင်ဆို तू လောင်ပိန်သွားတယ်ဆိုရဲမူတီလေးရတာပေါ့မကြီးကလည်းအဲ့လိုဖြစ်ချင်တာဘာလို့ဆိုမကြီးဘွားတစ်လျှောက်လုံးမှာမကြီးခဏခဏပိန်လိုက်ပေါ့လိုက်ဖြစ်တယ်တော်တော်နေပိန်လိုက်နိုင်ငံခြားပြန်လာတော့လည်းမကြီးတအားဝါ ဒါပေမဲ့ဘဝမှာအခုဒီအသက်60ကျော်မှာဝရတဲ့အဝအဝဆုံးပဲဘာလို့လဲဆိုတော့ပေါင်218ပေါင်ဒီမကြီးဝခဲ့တာအဲ့ဆိုတော့ဒီထက်တော့ပိုဝနိုင်စရာအကြောင်းမရှိတော့ဘူးအဲကိုကိုကိုလည်းကြောက်မိတယ်ဘာလို့ဝလာတဲ့မြမကောင်းနေလို့ထိုင်လို့လည်းမကောင်းဟိုရုပ်ရှင်ရိုက်တော့လည်းကိုမျက်နှာကြီးကမလှဘူးပွဲတွေဆိုလည်းမကြီးမသွားခြင်းဘူးပေါ့အဲအဲ့တော့ပိန်အောင်လှုပ်လိုက်တော့လည်းတချို့ပွဲလေးတွေမကြီးသွားလို့ရတာပေါ့အဲ့ဒီတဘောပါပဲအဲ့တော့ဤတက်တီထဲမှာမကြီးလို့ဝတဲ့လူတွေအောင်းငယ်ပါနဲ့လို့မကြီးလို့ပဲ စနစ်တကျဝိတ်ချပါစနစ်တကျစားပါအဲ့ဒါဆိုရင်ရမ်းလာတဲ့မျိုးသမီးတွေဖြစ်လာပါလိမ့်မယ်လို့ဘာကြီးကဒီကနေပြောပြချင်ပါတယ်อืมဘာလို့ဆိုဘာကြီးဒီဝိတ်ကြလာတဲ့အမြမိုင်းစုစားကြတာကို join ရလဲအဲ့လိုမျိုးဟို customize ပေါ့နော်ဥပမာမိုင်းတလားစားခြင်းနဲ့ဆိုတလားသူတို့လုပ်ပေးတယ်မိုင်းနှစ်ပတ်စားခြင်းနဲ့ဆိုနှစ်ပတ်အဲ့လိုလုပ်ပေးတယ်တခါကျလူကအခုနောက်ပိုင်းကျတော့ချင့်ချိန်ပြီးသွားရမှာလေအော်ငါငွားလာတဲ့ထင် join နဲ့စားမယ်ဆို join ရလဲအဲ့လိုမျိုးလေးကိုမိုင်းတို့စီစဉ်ပေးရတယ်မိုင်း join ကိုတကယ်ကိုကျေးဇူးတင်တာပါ လူပြောရမှာမိုင်းနိုင်ငံညာသွားလုံးကလည်းမိုင်းလှုပ်လို့ရတယ်။ဒါပေမဲ့မိုင်းလက်တရားတွေတည်တိုင်းပဲ။လောက်ကလောက်ရတာမဆယ်ဆက်တယ်လို့လောက်ရတာပေါ့နော်။ဒါပေမဲ့လက်တရားတော့ဖျားပေးတာလားမသိဘူးမပျက်စီးခဲ့ဘူး။အခုချိန်ဒီမိုင်းလက်ကိုတော့တစ်ခါမှလက်ကိုစပါးလောက်တာလို့ပါတော့မိုင်းမှမရှိဘူး။ပုံမှန်လိုရှင်းလေးလူးတာလောက်ပဲ။ဒါလက်တွေလှတယ်ဆိုတာပြီးတက်တရားသတိထားမိရဲ့ဆိုရင်တော့ဒါဖျားပေးတဲ့စုတစုပါပဲ။မိုင်းတော့အဲ့လိုပဲတွေးပါလေ။ तू ဘာမှစုမတောင်းဘူးဒီတိုင်းပဲမွေလိုက်တာ။သမီးတွေကသူ့ကန်နဲ့သူလှလာတာ။ အဲ့ကြောင့်မို့ဒရကလေးကြောင့်ကလောဘဒေါသမောဟလေးရှိလို့ဒရအသားမဲဝါဖြစ်တယ်။ဒရမို့တော့ဒရမဲမဲလေးထွက်လာတော့အဖေကတော့ပြောတယ်ခလေးများမားလာတာလေ။စဉ်းစားကြည့်တော့အဲ့ကျင်သူတော့လောဘဒေါသမောဟများနေတာဖြစ်မှာ။အညိုးစလေးလာပါ။အေးကြည်လာမှလှသွားတာ။ Okay အားလုံးကျေးဇူးတင်ပါတယ်။